မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ငူလေးတဲ့စခန်းဌာနချုပ်ဤလေးချောင်းထိန်းသိမ်းရေးမျှော်စင်းနေဂျမတာဝါတိုင်းကို FPV ဒရုန်းဖြင့်ဝင်ရောက်တိုက်ခိုက်တဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းတောင်ငူမြို့နယ်ရှိတောင်ငူလေးတဲ့စခန်းဌာနချုပ်ဤလေးချောင်းထိန်းသိမ်းရေးမျှော်စင်းနေဂျမတာဝါတိုင်းကို FPV ဒရုန်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဝရစိန်တပ်ဖွဲ့မှသတင်းနှစ်ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ် ရမန်နေ့ဒီဇင်ဘာလ၄ရက်နေ့နနက်၈:၅မိနစ်အချိန်ဒေါ်လာရေးတက်များကတောင်ငူလေးတဲ့စခန်းဌာနချုပ်အတွင်သို့ anti jamming fpv drone များလွှတ်တင်ပြီးဝေရောက်တိုက်ခိုက်ခဲ့ကြောင်းအဓိကအားဖြင့်လေတပ်ဤလေးချောင်းထိမ့်သိမ်းရေးမျှော်စင်နှင့်ဂျမတာဝါတိုင်ကိုအတိအကျတိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါသည်တောင်ငူလေတဲ့လေချောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ဂျမတာဝါတိုင်တွေကိုအတိအကျတိုက်ခိုက်ခဲ့တာပါ လေကြောင်းကောက်ခွဲရေးအစင်းစင်ကိုကြော့ဖြတ်ပြီးလေတပ်ဝင်းတဲ့ကို anti jamming FPV drone တွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါဟုဝရစိန်တပ်ဖွဲ့မှသတင်းနှစ်ပြန်ကြားရေးတာဝန်ခံကရှင်းပြပါရယ်အဆိုပါစစ်စင်ရေးကိုဝရစိန်တပ်ဖွဲ့ကဥဆောင်ပြီးတန်အောင်မြောက်ပိုင်းပြည်သူ့ကောက်ခွဲရေးအဖွဲ့မှ fighter စားကဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ဆလပီထိုင်းနိုင်ငံဗတ်အချမ်းတို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးခြောက်ရမှုကြောင့်ထိုင်းနိုင်ငံသားနှစ်ဦးထဏ်ရာရရှိပြီးနောက် ဘီကိုဘုံအမြောက်လေးလုံးမြန်မာဘက်သို့ထိုင်းစစ်တပ်ကပြန်လည်ပစ်ခတ်တယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံဘက်အချမ်းသူမြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်မှုကြောင့်ထိုင်းနိုင်ငံသားနှစ်ဦးထဏ်ရာရရှိပြီးနောက်ဘီကိုဘုံအမြောက်လေးလုံးမြန်မာဘက်သို့ထိုင်းစစ်တပ်ကပြန်လည်ပစ်ခတ်လိုက်ကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါတယ်။ယနေ့ဒီဇင်ဘာလ9ရက်နေ့နနက်7:40မိနစ်အချိန်မင်းလက်ပံကြီးပါအနီးတိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးနောက် မြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးကြီးကထိုင်းနိုင်ငံဘက်အချမ်းသို့ကြားရောက်ပောက်ကွဲခဲ့ကထိုင်းနိုင်ငံသားနှစ်ဦးထဏ်ရာရရှိခဲ့ကြောင်းနေအိမ်နှင့်မော်တော်ကားအများပြားလည်းပျက်စီးသွားကြောင်းထို့နောက်ထိုင်းစစ်တပ်ကမြန်မာဘက်အချမ်းသို့ဘီဝိုးပုံအမြောက်လေးလုံးပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။ရတလော်မြောက်ဝတီမြို့နယ်မင်းလက်ပတ်ကြီးပါအနီးဖြစ်ပွားနေသောတိုက်ပွဲကြောင်းထိုင်းဘက်အချမ်းရှိကြီးရွာများမှပြည်သူများကိုသတိပြုနေထိုင်ကြရန်သတိပေးမှုများရှိပြီးတချို့သောထိုင်းပြည်သူများမှဘေးလွတ်ရာနေရာများသို့ရွှေ့ပြောင်းနေကြကြောင်းထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်များထံမှသိရပါသည်။ မြောက်ပြည်မြို့နယ်မင်းလက်ပတ်ကြီးပါအနီးရှိကြာဖြန့်ရုံများကို KNU ကနိုဝင်ဘာ22ရက်နေ့သိမ်းပိုက်ခဲ့ပြီးနောက်အဆိုပါနေရာများရှိကြာဖြန့်အလုပ်ရုံနှင့်ပွဲများကိုစုံစမ်းစစ်ဆေးရေးများလှုပ်ဆောင်နေခြင်းစစ်တပ်ကရဲနေရာများကိုပြန်လည်သိမ်းပိုက်ရေးထိုးစစ်များအရှိအဟုန်မြင့်တင်နေခြင်းဖြစ်ကြောင်းနေဆက်စစ်ရေးတရင်ရမြက်ဤအဆိုရတီးရပါတယ်ဆက်လက်ပြီးတလအတွင်းရန်ကုန်တွင်အကြမ်းဖက်စစ်တပ်၏ဖမ်းဆီးခြင်းခံရသူ100ကျော်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ကရန်ကုန်တိုင်းမှာတလအတွင်း မိမျိုးစုံနဲ့အာရမဖန်စီခဲ့သူလူတရာကျော်ရှိတယ်လို့ရန်ကုန်စကောက်နက်ဝက်ကထုတ်ပြန်ပါတယ်။ဒီစည်ရင်ဟာပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာဖန်စီခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အကြံဖက်စစ်တရေဖန်စီခံရသူတွေအနက်134ယောက်ရဲ့ဖြစ်စဉ်ကိုရန်ကုန်စကောက်နက်ဝက်ကသိရှိခဲ့ရပြီးအဲ့ဒီလူတွေကအယောက်20ကိုစစ်မှုထမ်းတင်နှန်းကြောင်းနဲ့အကျဉ်းထောင်တွေစီစစ်တပ်ကပို့ဆောင်ခဲ့တယ်လို့ရန်ကုန်စကောက်နက်ဝက်ကဆိုပါတယ်။ဖန်စီခဲ့တဲ့134ယောက်အနက်53ယောက်ကိုသာပြန်လွတ်ပေးခဲ့က52ယောက်ကဖန်စီခံရပြီးနောက်ဆက်တွဲအခြေအနေကိုမသိရသေးဘူးလို့ဆိုပါတယ် အကြံဖတ်စစ်တပ်ကဖမ်းဆီးခဲ့သူတွေအနက်သတင်းအတီအကျနဲ့ဆောင်းဆိုင်ဖမ်းဆီးခံရသူ28ယောက်ရှိပြီးလမ်းပေါ်သွာလာနေတော့ဖမ်းခံရသူအယောက်20လမ်းဘေးထိုင်နေတော့ဖမ်းခံရသူ17ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ရှောင်းတခင်စစ်ဆေးဖမ်းဆီးခံရသူ10ယောက်ရှိပြီးအဲစရင်အကြောင်းပြချက်နဲ့ဖမ်းဆီးခံရသူ34ယောက်ရှိတယ်လို့ရန်ကုန်စကောက်နှဝက်ကဆိုပါတယ်။ဇန်နာပြနေတော့ဖမ်းဆီးခံရသူ10ယောက်ပါဝင်ပြီးစီရေးလှောင်ရှားမှုမှာပါဝင်နေဆိုတဲ့ဆွဆွဲချက်နဲ့ဖန်စီခံခဲ့ရသူ9ယောက်ရှိတယ်လို့ဆိုပါတယ် ။ဒါပြင်အလုပ်ပေးမယ်လို့လိမ့်လည်ပြီးဖမ်းဆီးခဲ့တာတွေ၊ရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ဖမ်းဆီးခဲ့တာတွေလည်းရှိခဲ့တယ်လို့ဘလို့ဖမ်းဆီးခံရတယ်ဆိုတာကိုလည်းမသိရသေးသူတွေလည်းပါဝင်နေလို့ရန်ကုန်စကောက်နက်ဝက်ကဆိုပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာစစ်မှုထမ်းဖို့အတွက်ဖမ်းခံရသူ23ယောက်ပါဝင်ပြီးအဲ့ဒီလူတွေအနက်အမေရိကန်စစ်တင်တန်းကြောင့်ပို့ဆောင်ခံခဲ့ရသူ5ယောက်ရှိကောင်ဂျန်နစ်14ယောက်နဲ့ဖမ်းဆီးပြီးနောက်ဆက်တွဲအခြေအနေကိုမသိရသေးဘူးလို့ဆိုပါတယ်။ ဆက်လက်ပြီးပခုတ်ကူခရိုင်အတွင်းအချမ်းဖတ်စစ်ကြောင်းနှင့်တိုက်ပွဲလေးချိန်ဖြစ်ပွားပြီးဖမ်းဆီးခံထားရသည့်အယက်သားနှစ်ဦးကိုခေထုတ်နိုင်ခဲ့တဲ့ဆွေးနွေးတင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေတိုင်းပခုတ်ကူခရိုင်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့တပ်မ69လက်အောက်ခံတပ်ရင်းတွေနဲ့ထိတွေ့တိုက်ပွဲလေးချိန်ဖြစ်ပွားရာမှာအချမ်းဖတ်စစ်သားအလောင်းနဲ့ခဲယံတွေသိမ်းဆီးရမိပြီးအယက်သားနှစ်ယောက်ကိုပါခေထုတ်နိုင်ခဲ့ကြောင်းကာမတီတာဒေါ်လာရေးတပ်ပေါင်းစုထားဝင်ရှိသူကသတင်းဌာနကိုပြောပါတယ်။ ဒီဇင်ဘာလအစပိုင်းကစလို့ပခုတ်ကူခရိုင်အတွင်ပခုတ်ကူနဲ့မြိုင်မြို့နယ်အဆက်တွေမှာအကြမ်းဖက်စစ်ကြောင်းနဲ့တော်လရဲတပ်တွေထိတွေ့တိုက်ပွဲ၄ချိန်တည်းမှနေဖြစ်ပွားခဲ့ပြီးစစ်အုပ်စုထိခိုက်မှုတွေရှိခဲ့ပါတယ်။အကြမ်းဖက်စစ်ကြောင်းမှာမိထီလာတပ်မှ69လက်အောက်ခံခမာယ430 438နဲ့439တပ်ရင်းတွေပါဝင်ပြီးတော်လရဲတပ်တွေကကြောက်ကြမိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ထိတွေ့တိုက်ပွဲ၄ချိန်အထိဖော်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အယက်သားတွေဖမ်းဆီးတင်ဆောင်လာတဲ့အကြမ်းဖက်စစ်အုပ်စုဖော့ကတစီကိုလည်းညောင်ချစ်ပင်ရွာဖြူစခန်းအနီးမှာမြိုင်ပါကဖားနဲ့ပူပေါင်းပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ကာမဒေတာတော်လရေးတပ်ပေါင်းစုတာဝန်ရှိသူကပြောပါတယ်။ညောင်ချစ်ပင်ကနေကန်တော်ဘက်ထွက်လာတော့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ထိတွေ့မှုတွေကတော့လေးချိန်ရှိတယ်လို့ကာမဒေတာတော်လရေးတပ်ပေါင်းစုတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။အဒီတိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်သားတွေအများပြားထိခိုက်ပြီးကားပေါ်ပါလာတဲ့ကာမမျိုးကအရက်သား၂ယောက်ကိုလည်းဒေါ်လာရစ်တက်တွေကဲထုတ်နိုင်ခဲ့ပါတယ်။ ကြားပြင်ဒီဇင်ဘာလ၄ရက်မနေ့ကလည်းအဲ့ဒီတပ်မ69လက်အောက်ခံစစ်ကြောင်းကိုကန်တော်ရွာအနီးမှာထပ်မံမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီးအကြမ်းဖက်စစ်သားအလောင်းတလောင်းနဲ့ခရရန်တချို့ရရှိခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုတွေကိုကာမတပ်ပေါင်းစုနဲ့အတူမကွေး PDF ညိုင်းပါကဖောင်ပောက်ပါကဖောင်ဒီတာရင်းတပ်ပေါင်းစုတွေပခုတ်ကူခရိုင်လိုကဲတရင်တွေနဲ့ပခုတ်ကူခရိုင်စစ်ကြောင်းတွေပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ် ဆက်လက်ပြီးဖြူးမျိုးနယ်တွင်ကင်းပတ်ရန်ထွက်လာသောစစ်သားများကိုတိုက်ခိုက်မှု၃ဦးသေဆုံးပြီးတနက်နက်လက်နက်ခဲယမ်းများသိမ်းဆည်းရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းဖြူးမျိုးနယ်ဇေယဝတီမြို့တွင်ကင်းပတ်ရန်ထွက်လာသောအကြံဖက်စစ်သားများကိုတိုက်ခိုက်ရာ၃ဦးသေဆုံးပြီးတနက်နက်လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းဖြူးတောင်ရှိ People Different Organization ဖြူးမျိုးနယ်ပကဖားမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ၄ရက်နေ့နနက်၁၀:၃၀မိနစ်ခန့်တွင် ဇေယဝတီမျိုးကြက်ကွင်းကျိဘဘက်ကိုကင်းလက်ရန်ထွက်လာသောဖြူမျိုးနယ်ပကဖာမှာရဲဘော်များနှင့်စာခွန်ကြွာစစ်တပ်ခေမှကင်းလက်ရန်ထွက်လာသောစစ်သားများကြက်ကွင်းတာဝါတိုင်းအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ကြာမြင့်ခဲ့ပြီးစစ်သားတအုပ်တိဆုံးကကြီတင်နှင့်မြင့်ကြီးဆိုသောစစ်သားနှစ်ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်းထို့သောအရှင်ဖမ်းမိသောစစ်သားနှစ်ဦးကိုဖြူမျိုးနယ်ပကဖာတပ်စုမှမှစစ်ဆေးမြင့်မြတ်နေစဉ်တနက်လူ၍ထွက်ပြေးရန်လှုံ့ဆော်ခဲ့သောကြောင့်ပြစ်ခတ်ခဲ့ရာနှစ်ဦးစလုံးတိဆုံးခဲ့ကြောင်းသိရပါသည်။ ကြည်တင်ဆိုသူသည်ဖြူမြို့နယ်ခမရ306တပ်ရဲမှပင်စင်ယူထားသော တက်ချက်ကြီးဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကအာနာသိန်းကျင်းတွင်ဖြူမြို့နယ်အတွင်းရှိတကွန်နိုင်ဂိတ်နှင့်စားကွန်ဂိတ်များတွင်အဖွဲ့ကောင်းဆောင်အဖြစ်တာဝန်ယူထားပြီးပြည်သူများကိုနှိမ့်မြှုပ်ဆုံဖြင့်နှိမ့်ဆက်နေသူဖြစ်ကြောင်းသိရပါသည်။ထို့ပြင်တိုက်ပွဲတွင် အကြမ်းဖက်စစ်သားများထံမှ G3 တနက်တလန်၊ G4 တနက်တလန်၊ G5 ပေါင်၅ပေါင်နှင့် G15 တောင်းတို့ကိုသိမ်းဆည်းရရှိခဲ့ကတော်လန်ရဲ့ရဲဘော်များထိခိုက်မှုရှိပြည်လိုက်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ နှစ်ဦးလုံးအတူထွက်ပြေးတာပါကြည်တင်ကခေါင်းဆောင်ပါအတော်ဆိုတာပါနှစ်ဦးစလုံးပြစ်ခတ်ရှင်းလင်းခဲ့တာပါကောင်းကောင်းမွန်မွန်မင်းနေတာကိုမထင်မှတ်ဖဲတနက်လူယူထွက်ပြေးလို့ဘေးကရဲဘော်တွေကပြစ်လိုက်ရတာပါဟုဖြူတောင်ရှစ်ပီပယ်ဒီဖရန့်အော်ဂနိုက်ဇေးရှင်းဖြူမြို့နယ်ပကဖားမှာတာဝန်ရှိသူကပြောဆိုပါတယ်ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစီရှင်